စကိုင်းတိုင်းတွေကကလေးမြို့မှာအခြေစိုက်ထားတဲ့စစ်တပ်ကမြို့တောင်ပိုင်းနဲ့မြောက်ပိုင်းကနေအင်အားအလုံးရင်းတုံးပြီးချင်းပြည်နယ်ကိုဥတီကထိုးစစ်ပြန်ဆင်လာနေတဲ့အတွက်တော်လိုင်းတပ်တွေနဲ့တိုက်ပွဲတွေဖြစ်နေတာပါတောင်ပိုင်းကစစ်ကြောင်းကကလေးကန်ကောလမ်းဘက်ကနေချင်းပြည်နယ်ဖလန်းမြို့ဘက်ဥတီပြီးစစ်ကြောင်းထိုးနေတယ်လို့မြောက်ပိုင်းကစစ်ကြောင်းကလည်းကလေးတီးတိမ်လမ်းတိုင်းထိုးစစ်ဆင်နေတာဖြစ်ပါတယ်လက်ရှိထိုးစစ်ကြောင်းကလေးတောင်ပိုင်းနဲ့မြောက်ပိုင်းကရွာပေါင်း90ကျော်ဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပြီး ်ဆစ်ဆောင်ဥယေ8000ကျော်လောက်ကအကူအညီတွေလိုအပ်နေတယ်လို့ထွက်ပြေးလာရတဲ့ဆစ်ဆောင်တွေက DBB ကိုပြောပါတယ်အဲ့တော့တောင်းတဲ့ channel နောက်ပြ channel ပြေးရတယ်ကိုကြီးအခုလက်ရှိစစ်ကောင်စီစစ်ကြောနေထားကြောင်းဘို့ပေါ့နော်အခုဆိုဒီကလေးတောင်ပိုင်းမှာဆိုလို့ရှိရင်အခုအာဒီချက်ဖိုင်ကနေနဲ့ချိန်ကျဲသွားပေါ့နော်အခုစကားပြောနေရဲ့အချိန်နဲ့မိနစ်ပိုင်းအလိုမိနစ်ပိုင်းဝဲကွာမှာပေါ့ဗျာကိုကြီးကျွန်တော်တို့ဒီကလေးတောင်ပိုင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ရောပေါင်း30ပေါ့ဗျာ ဒါပြီးကလေးမြောက်ပိုင်းမှာဆိုရေရွာပေါင်း20လောက်ခုလက်ရှိရှောင်းနေရအခုကလေးတနယ်လုံးဆိုလို့ရှိရွာပေါင်း50လောက်ရှိမှာပေါ့ဗျာသူတို့ဆက်ဆက်ဆက်ပြီးကချင်းကတဲ့ပုံစံတော့ဒီအောက်တိုဘာလစမ်းလောက်မှာသူတို့အင်အားလုံးရင်းနဲ့တုံးနေပေါ့ဗျာအောက်တိုလမှာစတူတယ်အင်အားလုံးရင်းနဲ့တုံးတဲ့ချိန်မှာဒီဆစ်ရှောင်းဦးကြီးကအာဒီတိတိတသားကြီးတို့လာတယ်ပေါ့နော်အဲ့လိုဖြစ်နေဗျာ လက်ရှိထိုးလာတဲ့ထိုးစစ်ဟာစီးပွားရေးအရေးပါတဲ့မြန်မာအိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပြန်လည်ထိန်းချုပ်နိုင်မှုစ조사တာဖြစ်နိုင်တယ်လို့စစ်ရှုံးထားတဲ့ချင်းပြည်နယ်ကိုဝင်ပေါက်ဖြစ်တဲ့ကလေးတမှုကားလမ်းဘိုင်းကိုပြန်ရနိုင်ဖို့စစ်တပ်ဘက်ကအင်အားအလွန်ကျုံတုံးပြီးထိုးလာတာဖြစ်တယ်လို့တော်လိုင်းတပ်တွေကသုံးသပ်ပါတယ် ကလေးမျိုးတောင်ဘက်ကနေကလေးကန့်ကောလမ်းမကြီးကနေဝင်လာတဲ့စစ်ကြောင်းဟာကလေးနှချောင်းနှမြောင်းချောင်းကွာရေဆူဝေဘူးလာမျိုးကိုဖြတ်ကဖလန်းမျိုးကိုဥတီနေပြီးလမ်းတလျှောက်ကရွာတွေဟာမီးရှို့ဖျက်ဆီးခံထားရတဲ့အပြင်ဒေတာတွင်းမီဒီယာတွေရဲ့ဖော်ပြချက်အရဆိုရင်ထောက်ကြံကြာင်းနှမြောင်းနှချောင်းကျွန်းချောင်းချောင်းကွာဟာခါလေးကြီးရွာတွေမှာနေထိုင်တဲ့ဒေတာခန်၁၀ယောက်ဖမ်းဆီးခံထားရတယ်လို့ဆိုပါရတယ်။အဲဒီလိုပဲကလေးမျိုးပိုင်းကိုထိုးဖောက်လာတဲ့စစ်ကြောင်းကလည်းလက်ရှိမှာကလေးတီးတိမ်လမ်းကနေချင်းတောင်ဘော်ကိုတိုးနေတယ်လို့ DBB ရဲ့စေရေး ရင်မြစ်ကဆိုပါတယ်သူရဲ့ပြောပြချက်တွေကိုလုံခြုံရေးအရ DPP သတင်းတောက်ကအတန်အစားထုတ်ဖတ်ပေးထားပါတယ်ခင်ဗျာဒီကလေးမျိုးတောင်ပိုင်းနဲ့မြောက်ပိုင်းမှာကျွန်တော်တို့ဒေါ်လာရင်းတက်တွေကစိုးမိုးထားတာပေါ့သူတို့ကဒီအလဲပိုင်းမှာပဲရှိတယ်အခုအဲ့အလဲပိုင်းကနေပြီးတော့မြောက်ပိုင်းကိုအရင်ထိုးပြီးတော့သူတို့အထိုင်အင်အားချတယ်ပြီးတော့အခုချင်းဘက်ကိုတိုးနေတယ်ပေါ့အင်အားကတော့ကလေးမြောက်ပိုင်းမှာတထောင်လောက်ရှိတယ်တောင်ပိုင်းမှာလည်းတထောင်လောက်ရှိတယ် အဲ့ဒီစစ်ကြောင်းတွေကြောင်းဒေသခံတွေဟာနိစက်ရတောတောင်တွေရဲ့စစ်ရှောင်နေကြရတဲ့အခြေအနေတွေမှာရာသီဥတုအကူပြောင်းတဲ့မုန်တိုင်းမိုးတွေကြောင့်စစ်ရှောင်နေတဲ့ကတက်ကြီးရွယ်ဝင်တဲ့ကလေးတငယ်တွေဟာအစုလိုက်အပြုံလိုက်ဖျားနာနေကြတဲ့ဒဏ်ကိုခံစားနေရတယ်လို့လည်းစစ်ရှောင်တွေကပြောပြပါတယ်။တိုက်ပွဲတွေနဲ့လေကြောင်းရံတွေကြောင့်နိစက်ရဆေးရုံဆေးကန်းတွေကိုတွားဖို့အခက်အခဲတွေရှိနေပြီးအခြေခံလိုအပ်ချက်တွေဖြစ်တဲ့အမိုးကာ၊ဆောင်အနှွေးတွေနဲ့စားနပ်ရိက္ခာပိုင်းတွေအတွက်လည်းပြက်လက်နေကြလို့ကွန်ကြီးထောက်ပံ့မှုတွေလိုအပ်နေပါတယ်ခင်ဗျာ။ကျွန်တော်မော်ရစ်ပါ။